အဲ့တော့အဋ္ဌကကဘာပြန်လျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့တပြည့်တော်ဟာပေကံတဲ့ပေကံတိုက်တဲ့ပုဂ္ဂိုလ်ကိုပေကံခြင်းဖြင့်ချီးမြှောက်ပါတယ်တဲ့ဒီလိုကလိုအပ်နေတယ်ရလဲရချင်နေတယ်ဆိုရင်ပေးလိုက်တာပဲအယံဒါနေနသင်္ခိတဘောတိတန်ဒါနေနသင်္ကနာမိဒီလိုကပေးကမ်းခြင်းဖြင့်ချီးမြှောက်ရမယ်လို့လို့သူစိတ်ထဲမှာတော့တွေးမိတယ်ဆိုရင်အဲ့ဒါပေးလိုက်တာပဲ အဲ့ဒါချင်းမြောက်ခြင်းတစ်မျိုးပါလောကပေါ်မှာချင်းမြောက်တယ်အဲ့ဒီလိုကချစ်ပွေစကားကိုပြောပြီးတော့ချင်းမြောက်မယ်လူလို့သူ့စိတ်ထဲမှာယူဆလာရင်ချိုးသားတဲ့စကားကိုပြောပြီးတော့ချင်းမြောက်လိုက်တာဓာတုတ္တရာချင်းမြောက်ခြင်းပဲလူတွေရဲ့လိုအပ်ချက်ကအမျိုးမျိုးရှိတာဟုတ်နောက်အဋ္ဌစရိယာ တို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးမှဖြစ်မဲ့အနေအထားမျိုးဆိုရင်အဲ့ဒီလူရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးလိုက်တာပဲလောက်ကင်ပေးလိုက်တာပဲနောက်ဆုံးတမနာတတဒန်းတို့ထားပြီးတော့ဆက်ဆံတာကိုကြိုက်ကြတဲ့ပုံကိုယ်တွေကိုတော့ဒန်းတို့ထားပြီးတော့ဆက်ဆံလိုက်တယ်အစဉ်အတမကွဲကြအောင်အဲ့ဒါလောကလူသားတွေရဲ့ပုံမှာချင်းမြောက်ခြင်း၄မျိုး သင်္ခါတရား၄ပါးဆိုအဲ့ဒါပဲဒါနရဲ့ ေယဝိဇ္ဇယေအတ္တစရိယာယေတမနာတတယေပေကံခြင်းယေချစ်ဖွယ်စကားကိုပြောဆိုတတ်ခြင်းယေသူ့ရဲ့အကျိုးကိုဆောင်ရွက်ပေးခြင်းယေကိုယ်နဲ့တန်းတူထားပြီးတော့ဆက်ဆံပေးခြင်းဒါလူတွေမှာလိုအပ်ချက်ကအသီးသီးရှိတာတချို့ကပေးတာသူ့အတွက်မလိုသူလည်းပြည့်စုံတယ်လေဒါပေမဲ့ချိုးသားတဲ့စကားလေးများကိုတော့ရခြင်းဟုတ်လား တချို့ကြတော့လည်းပဲအဲ့ဒါမလို့သို့တော့သူ့ရဲ့လုပ်ငန်းကံကံသူ့ရဲ့ကိစ္စကိုဝိုင်းဝန်းပြီးတော့ဆောင်ရွက်စီခြင်းတယ်တချို့ကြတော့အဲ့ဒါတွေမလို့အကုန်လုံးကြည်စုံတယ်ကို့အပေါ်မှာနှိမ့်ချပြီးတော့ဆက်ဆံတာကိုတော့မကြိုက်ဘူးတန်းတို့ထားပြီးတော့ညီတို့ညာတို့အခွင့်အရေးရခြင်းတယ်နော်အဲ့တော့လူရင်းရဲ့လိုအပ်ချက်ကအမျိုးမျိုးရှိတာဆိုတော့ ဒီလိုကဘာလိုတယ်လဲဆိုတာကိုသူကသိတယ်နားလေတယ်။ဒါကြောင့်လိုအပ်ချက်ကိုကြည့်ပြီးတော့ကုညီပေးနိုင်တဲ့အတွေ့အကြောင်းတော့သင်္ကားဆိုတာချိမြောက်တယ်။ချိမြောက်တယ်ဆိုတဲ့စကလုံးလေးကစာသုံးလေးဖြစ်နေနော်။ပေးကမ်းတယ်ဆိုတာချိမြောက်ခြင်းတစ်မျိုးပဲ။ချစ်ပွေစကားကိုပြောတယ်ဆိုတာလည်းချိမြောက်ခြင်းတစ်မျိုးပဲ။ပြောရင်ချမ်းသာအောင်လုပ်ပေးလိုက်ခြင်းတစ်မျိုးလို့မဆိုနိုင်ဘူးလား။သူကြိုးစည်းဝါကိုဆောင်ရွက်ပေးတယ်ဆိုတာလည်းပဲချိမြောက်ခြင်းတစ်မျိုးပဲ။ ိုယ်နဲ့တန်းတူထားပြီးတော့အစင်အတတ်မခွဲခြားပဲနဲ့မနှိမ့်ချပဲနဲ့ဆက်ဆံတာကလည်းချင်းမြောက်ချင်းတစ်မျိုးပဲဒါလေးနဲ့ပတ်သက်ပြီးတော့ကိုယ်ဒီရောက်လာတဲ့လူကိုကအတိအမှတ်ပြုတ်ပေးဖို့လိုတယ်ဆိုတာကိုလည်းတွေးမိဖို့လိုတယ်လာလိုက်တယ်မသိချင်စောင်းနေရစင် စိတ်ထဲကအဲ့ဒီလူကကျေနပ်မလားကျေနပ်မလားနော်ဘာလဲဒီလူကကိန်းကြီးကန်းကြီးနဲ့ဟုတ်လားအကုသို့ဖြစ်ပြီနော် ဟုတ်လား ဒါကြောင့်လောကရဲ့လိုအပ်ချက်တွေကအမျိုးမျိုးရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုသိမြင်နားလည်ပြီးတော့လူတွေရဲ့ပုံမှာအဝင်ကွင်ကျချင်းမြောက်နိုင်ခြင်းရှိတဲ့အတွက်ကြောင့်သူ့ဘေးမှာလူတွေဝိုင်းနေတာအဲ့ဒါယောဂီတို့စဉ်းစားနော်နှမျောတယ်ဆိုရင်ကိုနာလူရှိမှာမဟုတ်ဘူးဟုတ်လား तू အဲ့ဒီမှာဘာပြောတော့ तू ပြောတဲ့စကားလေးတခုတော်မှတ်သားတဲ့အကောင်းလား လူတွေဟာဆင်းရဲမွဲတေတဲ့လူတွေရဲ့စကားကိုနားထောင်သင့်တယ်လို့ဘယ်သူမှမမှတ်ထင်ဘူးတဲ့။နော်ဆင်းရဲသားတစ်ယောက်ကပြောတဲ့စကားအလွန်နွမ်းပါတဲ့လူတစ်ယောက်ကပြောတဲ့စကားဘယ်သူမှခယူးမဆိုင်ဘူးတဲ့။ဒါအမှန်ပဲမို့လား။ဟုတ်တယ်နော်။ဆင်းရဲတဲ့လူရဲ့စကားကိုဘယ်သူမှခယူးမဆိုင်ပါဘူးတဲ့။နားထောင်သင့်တယ်လို့ဘယ်သူမှမမှတ်ထင်ဘူးတဲ့။အဲဒါလိုပဲတဲ့။ပိုက်ဆံတွေဘယ်လောက်ရှိရှိပစ္စည်းတွေဘယ်လောက်ပဲချမ်းချမ်းချမ်းသာချမ်းသာ သူများကိုဘာမှမပေးနိုင်ဘူးဆိုတဲ့လူရဲ့စကားကိုလည်းဘယ်သူမှနားထောင်သင့်တယ်လို့မမှတ်ထင်ပါဘူးတဲ့စင်ရသားနဲ့အတူတူပဲနှမျောတဲ့လူဟာစင်ရသားနဲ့အတူတူပဲသဘောပေါက်ရလားသဘောကျရတဲ့ဥစဉ်ကဟုတ်တယ်လေအဲ့တော့သူကလည်းသူ့ကိုဘာတော့ဘူးဆိုင်မှာနော်ကိုထမင်းကိုရှာစားနေတဲ့ကိစ္စသူ့အတူရှိတာကို့ဘာမှလာပြီးတော့အကျိုးမှမပြုပဲကိုသူ့သူမိုးထီရှိလို့နေနေဘယ်သူမှမပေးဘူးဆိုမှတော့ အဝင်းကျင်ကသူပြောတဲ့စကားကိုလိုက်နာသိတဲ့စကားလို့မှတ်ထင်စရာကြောင်းမရှိဘူးတဲ့စဉ်းစားတရားလေးကောင်းတယ်ဟုတ်လားဒါကြောင့်မလို့သူဟာလောကရဲ့ပုံမှာပေကံခြင်းကိုလိုရှိတဲ့ပုဂ္ဂိုလ်ကိုပေကံခြင်းဖြင့်ချီးမြှောက်တယ်ချစ်ဖွဲ့စကားပြောကြခြင်းကိုလိုရှိတဲ့ပုဂ္ဂိုလ်ချစ်ဖွဲ့စကားပြောကြခြင်းဖြင့်ချီးမြှောက်တယ်အကျိုးစီးပွားဆောင်ရွက်ပေးတာကိုလိုရှိတဲ့ပုဂ္ဂိုလ်ကိုအကျိုးစီးပွားဆောင်ရွက်ပေးခြင်းအဖြစ်ချီးမြှောက်တယ် ကိုယ်နဲ့ဒန်းတို့ထားပြီးတော့ဆက်ဆံတာကိုလိုရှိတဲ့ပုဂ္ဂိုလ်ကိုဒန်းတို့ထားပြီးတော့ဆက်ဆံပေးတယ်တဲ့အဲ့တော့ကြောင့်မြတ်စွာဘုရားကဒီတပည့်ဥပဒကာတွေထဲမှာနှုတ်သင်္ကတရား၄ပါးနဲ့လောကကိုချီးမြှောက်တဲ့ညမှာသူဒီအသာဆုံးမျက်စုံဖြစ်တယ်လို့ဣရတဲ့ဘွယ်သူပေးတာ